မင်္ဂလာပါကျမမဘူးမာသေးပါရှင်ဒီနေ့နောက်25ခုနဲ့ match လာ9ရက်နေ့ဖြစ်ပါတယ်မင်းချံရေတကြုံမှာအခြေတီးပြီးတော့ကြံဖန်းမှုတွေလုပ်ရနေတယ်မင်းချံ black light က MPD အဖွဲ့ရဲ့ဌာနချုပ် ဗဒက်အတိုက်စခန်းကိုတက်မရော်ကနေပြီးတော့မြေလန်နိုင်ခဲ့ပါတယ်တက်မရော်ကနေပြီးတော့တိမ်မက်ရရှိခဲ့သလိုဒင်ဌာနချုပ်စခန်းကတကယ်ကိုမှဒီမင်းရှင်ဘလက်တိုက်ကအဖွဲ့ရဲ့အတီးရှိရာနေရာဒီမှာသူတို့ဒီအိုက်ဒီစခန်းမှာသူတို့လက်နက်တွေထုတ်လေးရှိတယ်နော်သူတို့လက်နက်တွေထုတ်တယ်သူတို့ဗာလဲရော့ကက်တွေပါတယ်ပေါ့နော်သူတို့ជីជីတွေပြောလေးရှိတာပေါ့ရော့ကက်တွေပါတယ်ထုတ်တဲ့နေရာဖြစ်ပါတယ်ဒီနေရာဒီအာရေလေကျုံးဒေတာပေါ့နော်ရေလေကျုံးဒေတာရေဒီကျုံမြို့နယ်ရေလေကျုံးဒေတာဇဲနီကျေးရွာမြောက်ဖက်မှာရှိတဲ့ဒီမင်းရှင်ဘလက်တိုက်ကတက်ဖွဲ့ရဲ့ တဘုံဗဒက်စခန်းဌာနချုပ်တကယ့်ဌာနချုပ်မိန်းနေရာကိုတက်မတော်ကနေပြီးတော့တိမ့်ပိုက်ရရှိခဲ့ပါတယ်ဒီတရင်ကိုကျွန်မကမနေ့တည်းကပြောတယ်မနေ့ညကကျွန်မဒီအကြောင်းအရာကိုရေးပြီးတင်တဲ့အခါကျတော့ဟာနေ့မှာတက်သေးထောက်တာရှိလို့လားလို့တက်သေးထောက်တာရှိမှပြရပါဆိုပြီးတော့ဘသူပါပြောပြောမျက်စိစုံမိတ်ဖင်ပိတ်ပြီးငင်းရမယ်ဆိုတဲ့အတိလောက်နဲ့လူဖြစ်နေကြတဲ့နေပေါ်နေပိတ်တွေကကျွန်မကိုဝိုင်းပြီးတော့သူဟောင်းကြတယ်လောင်းကြတယ်ဆိုတော့ခမားတို့ပြောနေတဲ့တက်သေးထောက်တာကိုကျွန်မပြမယ်ဆိုတော့ကျွန်မတို့ လက်ရှိမြမတမတော်သည်အောင်ပွဲတွေလီလီစုခုနေပါရဲ့မြင်းချံလက်တိုက်ကတက်ဖွဲ့ဆိုတာကတော့မြင်းချံကမတိတာယူမုံလို့ပြည်သူစစ်ဖွဲ့တွေကိုမကြခဏအချုံကိုတိုက်ခိုက်လေးရှိတဲ့အကြံဖက်အဖွဲ့ရှိပါဖြစ်ပါတယ်။ဒီအဖွဲ့ရဲ့အဓိကဌာနချုပ်နေရာကိုတိမ့်ပိုက်ရရှိခဲ့တာဖြစ်တဲ့ဒီသတင်းနဲ့ပတ်သက်လို့ပြည်ဖြတ်မီဒီယာ TVB မှာဝန်ခံထားပြီ။ဒါပေမဲ့ရန်ကုန်ခေတ်သစ်ဆိုတဲ့မီဒီယာမှာကြတော့အာရေရေကျွန်းဒေသမှာစစ်ကောင်စီကစစ်ကြောင်းထိုးပြီးတော့တရွာလုံးကိုမိရှို့သွားပြီးတော့အရက်သားတွေကိုတတ်တယ်လို့ပဲကလိန်ကကြစ်ပြောတယ်။ သူတို့မြေချံဗလက်တိုက်ကဌာနချုပ်တဘုံဗရက်စကန်ကိုတက်မလို့ကသိမ့်ပိုက်ရရှိတဲ့တဲ့င်းကိုတော့ထိန်ချန်ထားကြတယ်။ဒါကြောင့်မလို့ရန်ကုန်ခေတ်သိဆိုတာကဘုံကျုံမျိုးညစ်တီရဲ့နော်ဘုံကျုံမျိုးညစ်တီနဲ့ တကယ်ကျမတို့နိုင်ငံတော်မှာကျမတို့ပြည်သူချင်းချင်းကိုတွေးခွဲအောင်ရန်တိုက်နေတဲ့ပြည်ဖြတ်မီဒီယာသာဖြစ်တယ်။နော်ဒီ RFA မှာဆိုလို့ရှိရင်လည်းဒီလိုပဲပြောတယ်။တခြားသောပြည်ဖြတ်မီဒီယာတွေအကုန်လုံးမှာကရေလေကျိုးဒေတာကိုစစ်တပ်ကစစ်ကြောင်းထိုးနေပြီးတော့ရွာတွေကိုမီးရှို့တယ်၊လူတွေကိုတတ်တယ်လို့သာပြောတယ်။သူတို့အားပေးနေတဲ့မြင်းချံဗလာတိုက်ကဌာနချုပ်ကိုတပ်မတော်ကသိမ်းပန်းရရှိတယ်ဆိုတဲ့သတင်းကိုတော့ထင်ချန်ထားကြတယ်။ဒီထက်ကိုမှရှာရှာပါပါ DBB သတင်းဌာနကဝန်ခံတယ်။ဘာကြောင့် DBB သတင်းဌာနကဝန်ခံတာလဲဆိုတော့အဲ့ဒီမြင်းချံဗလာတိုက်ကအဖွဲ့ရဲ့ အဲဘိုးမိုက်ခဲဆိုရဲတပုံကောင်းဆောင်ဗဒက်ကောင်းဆောင်ကိုတိုင်ကသူတို့ရဲ့အဲထုတ်ပြန်ချက်ထဲမှာသူတို့ဒီစကမ်းကိုလက်လွတ်ခဲ့ရပါတယ်သူတို့ဌာနချုပ်ကိုစွန့်ပြီးပြေးခဲ့ရပါတယ်လို့ဝန်ခံထားတဲ့အတွက်အဲဒီသတင်းကို GBB ကလည်းပဲဝန်ခံထားတာဖြစ်တယ်ကျွန်မတက်သေးထောက်ထားလည်းပြပါမယ်မနေ့ကကျမဒီသတင်းတင်တော့ကျမရှိမှလာပြီးတော့အုံနဲ့ကျင်းနဲ့ညင်းကြတဲ့အဖွဲတွေเนาะကျမကတက်သေးထောက်ထားနဲ့ပြနိုင်ကျမရှိမှရှင်လို့တသက်လုံးကြုံခံမလားလို့ကျမစိန်ခေါ်ထားတဲ့လူတွေကျမစီမှကြော်လာခံလို့ရပါပြီသတင်းကိုကြည့်ကြည့်ပါ ရေလက်ကျွန်းဒေသကိုဝင်နေတဲ့စစ်တပ်နဲ့ဖေဖော်ဝါရီလ26ရက်နေ့ကနေမတ်လ9ရက်နေ့အထိရှစ်ရကြာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းခေရန်ပြတ်တောက်မှုနဲ့ပြည်သူတွေအနေနဲ့ကင်းကင်းရှောင်တိန်နိုင်အောင်ကာကွယ်ပေးရတာတွေကြောင့်ဌာနချုပ်စခန်းပါသွားပြီးမိရှုဖြည့်ဆည်းခံလိုက်ရတယ်လို့မြင်းကျန်ဘလက်တိုက်ကတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ ခုမီးရှို့ပျက်စီးခံလိုက်ရတဲ့စခန်းကဖောက်ခွဲရေးပစ္စည်းတွေထုတ်လုပ်တဲ့စခန်းဖြစ်ပြီးတာဝေးလက်နက်ကြီးတွေထုတ်တဲ့ဌာနချုပ်စခန်းဖြစ်တာကြောင့်လက်နက်ထုတ်လို့ရပိုင်းကပစ္စည်းတွေလည်းဆုံးရှုံးခဲ့ရကငွေကြေးပမာဏတွက်ချက်မှုကိုတော့မခံမနိုင်သေးဘူးလို့တပ်ဖွဲ့ရဲ့တာဝန်ခံက TV ကိုပြောပါရယ်အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာရည်စကြုံနဲ့မြောင်မြို့နယ်အဆက်တွေကကြေးရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်ရည်စကြုံမြို့နယ်နဲ့မြောင်မြို့နယ်တွေကကြေးရွာပေါင်း20လောက်ကတောင်းနေချီတဲ့ဒေသခံတွေထွက်ပြေးနေကြရတယ်လို့လည်းသိရပါပါရှင်။ နောက်ထပ်အောင်ပွဲသတင်းတစ်ခုကကချင်ပြည်နယ်တိုင်းမျိုးနယ်မှာရှိတဲ့ KIA တပ်စခန်းနှစ်ခုကိုကျမတို့မြန်မာတပ်မတော်နဲ့ဝါရာစုပြည်သူစစ်ပူးပေါင်းတပ်ဖွဲ့တွေကတင်ပါရရှိခဲ့ပါတယ်။မနေ့က3လပိုင်း6ရက်နေ့မနေ့ကမနေ့6နာရီဝန်းကျင်ချိန်မှာထိုးစစ်ဆီပြီးတော့ကချင်ပြည်နယ်တိုင်းမျိုးနယ်မှာရှိတဲ့ KIA စခန်းနှစ်ခုကိုမြန်မာတပ်မတော်နဲ့ဝါရာစုပြည်သူစစ်ပူးပေါင်းတပ်ဖွဲ့တွေကတင်ပါရရှိခဲ့တယ်။ဒီသတင်းကိုနော် VOA BBC RFA DBB နော် Mizima ရန်ကုန်ခေတ်တဲ့ စတဲ့ပြည်ဖြတ်မီဒီယာအကုန်လုံးကဖုံးကွယ်ထားကြတယ်။သူတို့အဲအထင်သာပြီးတည်ခြင်းစိုးနဲ့တည်ပြီးဆိုရင်ဒီသတင်းတွေကိုဖုံးကွယ်ပြီးတော့အရက်သားပြည်သူတွေဒုက္ခရောက်ပါတယ်ဆိုပြီးတော့ဒါပြည်သူတွေရှားတဲ့မှာမြမကျွန်တော်မြမတက်မတော်ကိုတက်မတော်နဲ့ပြည်သူကြမှာကိုယ်ခွဲရန်တိုက်နေကြတယ်တတိမမှန်တော့အမိခိုမကင်းတော့ဘုံကျုံမျိုးညင့်မီဒီယာတွေဖြစ်တယ်။ အဲ့ဒီလိုမျိုးတစ်ဖက်ပိတ်နေပြီးတော့တစ်ဖက်ဆောင်းနေနေနဲ့ကျမတို့ပြည်တွင်းရေးကိုမီဒီယာအမိခံပြီးမှန်ကန်မှုမရှိမျှတမှုမရှိတစ်ဖက်ဆောင်းနေပြောနေလို့ပဲဒီသူတို့တွေရဲ့သယုံမှန်ကိုသိလာတဲ့အမေရိကန်နိုင်ငံကိုယ်တိုင်ကဒီပြည်ဖက်မီဒါတွေကိုပေးနေတဲ့အထောက်ပံ့တွေအကုန်လုံးကိုရက်ဆိုင်လိုက်ပြီးဖြစ်ပါတယ်။ဒါကြောင့်မို့လို့အဲ့ဒီပြည်ဖက်မီဒါတွေအကုန်လုံးနဲ့အတူအန်နူဂျီနော်အမျိုးသားညီညွတ်ရေးအစိုးရအမြင်ခံထားတဲ့နိုင်ငံတကာမှာဒုက္ခအသည်ဖြစ်ခံယူပြီးတော့ ူများနိုင်ငံမှာအမေရိကန်မှာဒုက္ခသည်ဖြန့်ခံယူတယ်ဩစတြေးလျနိုင်ငံမှာဒုက္ခသည်အဖြစ်ခံယူတယ်ဖင်လန်နိုင်ငံမှာဒုက္ခသည်အဖြစ်ခံယူတယ်ဂျပန်စင်ကာပူစတဲ့အဖြစ်ရောက်ရနိုင်ငံမှာဒုက္ခသည်အဖြစ်ခံယူထားတဲ့သူတွေဒုက္ခသည်အစိုးရကြီးလေးပဲတရောင်းစားခွက်ပြောက်တဲ့ကိန်းကြုံနေရပြီဖြစ်တယ်ဒီပေါ်မှာအမေရိကန်နိုင်ငံအမေရိကန်ဆိုရအမေရိကန်သမ္မတရဲ့ထုတ်ပြန်ချက်ကျွန်မဖတ်ပြပါမယ် ဒီမိုကရေစီရဲ့လူ့အခွင့်အရေးနဲ့လွတ်လပ်တဲ့သတင်းမီဒီယာတွေကိုထောက်ပံ့ပေးနေတဲ့အမေရိကန်ဒေါ်လာ45စင်အပအဝင်နဲ့အခု2025ခုနှစ်အတွက်မြန်မာနိုင်ငံကိုပူညီထောက်ပံ့ငွေဒေါ်လာ250နဲ့6သန်းကိုအမေရိကန်အစိုးရကဖျက်သိမ်းလိုက်ပြီးဖြစ်ပါတယ်နော်ဆိုဒါအပြင်နဲ့ဒါအပြင်ဒေါ်လာ1.1ဘီလီယံဝန်းကျင်ကိုလည်းဆုံးရှုံးနိုင်ရရှိပါတယ် ြည်တယ်နိုင်ငံကလည်းနိုင်ငံခြားအကူအညီဘတ်ဂျက်40ရာခိုင်နှုန်းကိုရှော့ချဖို့ကြေညာခဲ့တဲ့အတွက်အခု2025ခုနှစ်အတွင်းမြန်မာကိုအကူအညီဖြစ်သတ်မှတ်ထားတဲ့ဒေါ်လာ55တန်တဲက28တန်ဝန်းကျင်လာရရှိတော့မှာဖြစ်ပါတယ်တဲ့ဆိုတော့ဒဒေါင်းသားတွေခွက်ပြောက်ကိန်းကြုံသွားပြီเนาะအခုအမေရိကန်တမရဒေါ်နယ်ထရန့်ကသူ့ရဲ့တမရ၄နှစ်လုံးလုံးမှာအဲ့ဒီပြည်ဖြတ်မိတာတွေเนาะအာပြည်ဖြတ်မိတာတွေနဲ့ဒီမိုကရေစီရေးဆိုအခု NUG တို့အဖွဲ့တွေကို မဆုံမပို့လေထောက်ပံ့ပေးတယ်ဆိုတာကသူတို့ကိုသူတို့ဒီမိုကရေစီရေးလို့ပြောလို့အဲ့ဒီဒီမိုကရေစီရေးအတွက်အမေရိကန်ကထောက်ပံ့ပေးထားတာသို့တော့သူတို့ရဲ့ဒီမိုကရေစီကဒီမိုကရေစီအမြင်ခံပြီးတော့စစ်သွေးကြွဝါဒကျင်းသုံးနေတယ်ဆိုတာကိုဒီပြည်ဖက်မီဒါတွေကလည်းမီဒီယာအမြင်ခံပြီးတဖက်ဆောင်နဲ့လုပ်နေတယ်ဆိုတာကိုသူတို့ကိုထောက်ပံ့ပေးနေတဲ့အမေရိကန်နိုင်ငံကသိသွားပြီ။ ဒါကြောင့်မို့လို့ဘုံကျုံမျိုးညက်တွေဘဝကသရောင်းစားခွက်ပြိုက်တဲ့ကိန်းကိုကျုံနေပြီသရောင်းစားခွက်ပြောက်တဲ့ဘဝကိုရှောက်သွားပြီအခုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့တာဝန်ယူထားတဲ့သမ္မတသက်တမ်း၄နှစ်လုံးလုံးမှာလုံးဝလုံးဝမထောက်ပံ့မကူညီတော့တဲ့အတွက်သရောင်းစားခွက်ပြောက်တဲ့ကိန်းကျုံနေရပြီဖြစ်တယ်ဒါအတီတိုင်းပြည်နယ်လူမျိုးပေါ်အမှန်တကယ်စေတနာမေတ္တာမရှိတဲ့အတွက်သစ္စာဆူးကြတယ်ဖြစ်တယ်ဟုတ်ပြီတစ်ဖက်ကအဲ့ဒီပြည့်ပြည့်မိတာတွေနဲ့အနုကြီးလိုမျိုးเนาะဒုက္ခတဲ့အစိုးရကြီးက အခုလိုမျိုးတရောင်းသားခွက်ပြောက်ကိန်းကြုံနေရတဲ့ချိန်မှာကျွန်တော်တို့လက်ရှိ NASA ကအစိုးရ NASA ကအိမ်ဆောင်အစိုးရနဲ့ကျွန်တော်တို့ထောက်ခံနေတဲ့တက်မတော်ရဲ့အခြေအနေဘယ်လိုရှိလဲကျွန်မတည်တင်းတဖို့ဖတ်ပြမယ်ရုရှားနိုင်ငံရဲ့အမျိုးသားနေအောင်ပွဲဖြစ်သူတို့ကျင်းပတဲ့ရင်းပြင်းကြီးချစ်တဲ့ပွဲအဲ့ဒါကမေနိုင်မေလ9ရက်နေ့မှာကျင်းပမယ်ဒီရင်းပြင်းကြီးချစ်တဲ့ပွဲကိုတဲ့ကျွန်မတို့ NASA ကအိမ်ဆောင်အစိုးရဥက္ကဋ္ဌကိုဖိတ်ခေါ်ပြီးတော့ကျွန်မတို့မြန်မာတက်မတော်ကိုလည်းအဲ့ဒီရင်းပြင်းကြီးချစ်တဲ့ပွဲမှာစစ်ကြောင်းအဖြစ်ပါဝင်ချစ်တဲ့ဖို့ရုရှားသမ္မတပူတင်ကဖိတ်ခေါ်ကန့်လန့်ခဲ့ပါတယ် နော်ကျမတို့မြမတက်မတော်ဒီမြမပြည်မှာဒါမကနိုင်ငံတကာကပါအတိမတ်ပြုတ်တဲ့တက်မတော်တစ်ခုအဖြစ်တည်ရှိနေတဲ့အထွက်ရုရှားနိုင်ငံရဲ့သူတို့ရဲ့အမျိုးသားနေအောင်ပွဲနေ့အဖြစ်ရင်းပြင်းနေချီတက်ပွဲမှာညာစာကဥက္ကဋ္ဌကိုတည့်ရဝင်ဖိတ်ပြီးတော့နိုင်ငံတော်စင်ခီးစင်ဖိတ်ပြီးတော့ဒီဒါချီတက်ပွဲမှာကျမတို့မြမတက်မတော်ဆက်ကြောင်းကလည်းပါဝင်ပြီးစစ်ရေးပြချီတက်ရမှာဖြစ်ပါတယ်ဆိုတော့ဆိုတော့ကျမတို့ရဲ့နိုင်ငံကြီးကရဲ့ရုရှားခီးစင်နဲ့ အခုဗလာရုကိုသွားနေတဲ့ခီးစင်ပေါ်မှာများစွာများစွာလူရအသေးမခံရတဲ့ဘုံကျုံမျိုးညစ်တွေကြိုက်တယ်လို့ခမားတို့လောင်လို့ရပြီဟောင်းလို့ရပြီခမားတို့ရဲ့ဘဝတွေကလူရအသေးမခံရတဲ့အတွက်ဟောင်းမဲလောင်မဲဒီနှစ်ခုတည်းမပူတဲ့ဘဝတွေတာဖြစ်တယ်အဲ့ဒီပုံမှာ အဲလက်ရှိအန်ယူဂျီကနေပြီးတော့ပြည်ပဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဆိုတဲ့ဒေါက်တာဆာဆာကလည်းပြောတယ်။ဟာရုရှားကရဲ့မြန်မာဆိုးရကိုမြန်မာစစ်တပ်ကိုခုလိုမျိုးပေါ့နော်။အန်ယူကလီးယားအသေးစားဓာတ်ပုံမှုစောက်ပေးမယ်ဆိုတာကမြန်မာကိုမြောက်ကိုရီးယားလိုဖြစ်အောင်လုပ်နေပါရဲ့ဆိုပြီးတော့လေ။ထမိန်ခြုံချားကငုံကြီးတန်လေးထွက်လာတယ်။လူရသည်မခံတဲ့အတွက်ထမိန်ခြုံချားကငုံကြီးတန်ထွက်လာတယ်။သူတို့က ဒေါက်တာဆာဆာဒီတဲ့သူ့ကိုယ်သူအပြည့်ပြည့်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးလို့ပြောရယ်အခု၄နှစ်တာကာလအတွင်းမှာတလောက်ကို350သူပုံမှန်စားရယ်ဒါဆိုရင်အခုအဲ့ဒီအန်နူဂျီအဖွဲ့အများဆုံးတရှိရာထိုင်းနိုင်ငံလက်ရှိထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားရွှေ့ပြောက်အလို့သမားတွေနီးမျိုးစုံနဲ့ဖိနှိပ်ခံရတယ်ဖမ်းဆီးခံရတယ်အဲ့ဒီအပြည့်ပြည့်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဒေါက်တာဆာဆာဘာလုပ်ပေးနိုင်လဲ ထိုင်းနိုင်ငံမှာရှိတဲ့ရွှေပေါင်းမြန်မာအလို့သမားအများစုသည်အကုန်လုံးကိုမဆိုဘူးအများစုသည်အန်နူးဂျီကိုထောက်ခံနေတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ဒါ့အပြင်အန်နူးဂျီအဖွဲ့ကိုယ်တိုင်က အောက်ခြေမှာရှိတဲ့ဝင်ကြီးဝင်လေးအစ်စင်တွေကထိုင်းနိုင်ငံမှာရှိကြတယ်ခမည်းတော်ဘာလို့ပြေးနိုင်တယ်လဲမလေးရှားမှာရွှေပြောင်းမြန်မာသမားတွေဒုက္ခရောက်တဲ့ခမည်းတော်ဘာကူညီပေးနိုင်တယ်လဲတော်လန်ရိတ်အမိခံပြီးတော့အာနာတီမြေကြီးလုခဲ့တဲ့အာနာယူနေတာဖြစ်တယ်ခမည်းတော်ကမှတကယ်တော်လန်ရိတ်အမိခံပြီး အာနာတီမြေကြီးလုံနေတဲ့အာနာကြီးလေးနော်ခင်ဗျားတို့ပြောခဲ့တဲ့ Federal ဆိုတာပြန်ပါလေနော်အာမင်းကတော့ VOA ကသတင်းတပုတ်ကိုဖတ်လိုက်ရတယ်ဒီဝင်းစစ်မှသည် Federal စီတို့တဲ့ဒီသတင်းကိုလည်းဘူးမသိပါမသိနီပေါ်နီဘိတ်တွေဘုံညုံမျိုးညစ်တွေကအားရောင်ဝမ်းတာနဲ့ထောက်ခံအားပေးကြတယ်ခင်ဗျားတို့မှာ Federal လို့ကြီးကြီးကျယ်ကျယ်ပြောရအောင်ခင်ဗျားတို့အနုကြီးအမျိုးသားညီညွတ်ရေးအစိုးရကိုအခုခမားတို့အဖေခေါ်ပြီးတော့ခမားတို့အဖေခေါ်နေတဲ့အေအေက ်အန်နူးချီကိုပြည်တောင်စုအစိုးရအဖြစ်တည်မှတ်ပြုသလားကျမမေးမယ်အခုခမရတို့အဖေခေါ်နေတဲ့ MNTAA ကိုကန့်အဖွဲ့ကအခုခမရတို့ကရှမ်းပန်းစစ်စင်ကြီးရှမ်းပန်းစစ်စင်ကြီးဆိုတဲ့ပလောင်အဖွဲ့ကခမရတို့အန်နူးချီကိုပြည်တောင်စုအစိုးရအဖြစ်အတိမှတ်ပြုသလားနော်သူများကနိုင်ငံရေးလို့မင်းနိုင်ငံရေးအရာပြန်လဲခြေပရရတယ်ပိတ်ခါရှိရှိပြောရရတယ်ပြញ្ញက်ကတ်ထက်မပူဘဲနဲ့ ယုတ်တအနတ္တအမိယုတ်လို့နှုတ်ကြမ်းတဲ့အဆင့်နဲ့တတ်မလားနဲ့အခု၄နှစ်တာခီးမှာအခုခမားတို့ဖေခေါ်နေတဲ့မြောက်သုံးကောင်ဖွဲ့ကခမားတို့အန်နူးကြီးကိုပြည်တော်စုအစိုးရအဖြစ်တိမတ်ပြုတ်တလားခမားတို့ပြောတဲ့ K2C เนาะ KN နဲ့ယူပါဘောခမားတို့ KNPP KNL ကဟော KM နောက်တစ်ခုကချင်း CN ကဟောခမားတို့ကိုပြည်တော်စုအစိုးရအဖြစ်အတိမတ်ပြုတ်တလားဟင်ခမားတို့က ြည်တော်စုအစိုးရမပြောနဲ့ဗမာကိုစားပြုတဲ့အစိုးရတော့မဟုတ်ထပ်ပြောမယ်နော်အန်နူးကြီးဆိုတာဗမာကိုစားပြုအစိုးရမဟုတ်ဘူးဗမာအကုံလုံးကိုကိုစားပြုဖို့မပြောနဲ့ NLD ကိုတောင်ကိုစားမပြုဘူး NLD မှာပထမဆုံး2010 2015တပ်တန်းအတွင်းမှာပါဝင်ခဲ့တဲ့လွှတ်တော်မှတ်တည်ရှိတယ်2015 2016ကနေ2020တပ်တန်းအတွင်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့လွှတ်တော်မှတ်တည်အများကြီးရှိတယ်အ ਨੇ ဆုံးကအ ਨੇ ဆုံးကလွှတ်တော်ကိုယ်စားလှယ် အန်အန်ဒီကနေပြီးတော့လှွတ်တော်တဲ့ရောက်တဲ့ကိုယ်စားလှယ်တွေကိုရွေးကောက်ဝယ်မှမနိုင်လို့လှွတ်တော်တဲ့မရောက်တဲ့ကိုယ်စားလှယ်ကိုပေါင်းလို့ရှင်အနည်းဆုံး900နဲ့600ကျားမှရှိတယ်။နော်ပထမချိန်လွှတ်တော်သက်တမ်းဒုတိယကျင်းလွှတ်တော်သက်တမ်းနဲ့တတိယကျင်းလွှတ်တော်သက်တမ်းအခုနောက်20ရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့အမတ်တွေနဲ့ပေါင်းမယ်ဆိုရင် NLD မှာလွှတ်တော်အမတ်တွေဝင်ကြီးတွေကအနည်းဆုံး900နဲ့600ချာမှရှိတယ်။အဲ့ဒီလူတွေအကုန်လုံးကတောင်မှခင်ဗျားတို့အန်နူးကြီးကိုအစိုးရအဖြစ်သိမှတ်ပြုတ်တလား။ခင်ဗျားတို့ကဗမာကိုစားပြုအစိုးရဆိုတဲ့ဂုံပုတ်နဲ့ကိုက်ညီဖို့မပြောနဲ့ ော်ပြည်အောင်စုအစိုးရဆိုတာဝေးရောနော်ဗမာတောင်ကိုစားမပြုတယ်တွင်ခမားတို့ NLD ကိုတောင်ကိုစားပြုတယ်ဆိုရမဟုတ်ဟုတ်ပါရဲ့လို့ငင်းကျင်တယ်လို့ရှိရင်ရှေ့ထွက်ကဲကျွန်မစိန်ခေါ်တယ်ငါတို့ NUG ကဗမာကိုစားပြုအစိုးရကငါတို့ NUG ကပြည်တော်စုအစိုးရကငါတို့ NUG ကိုဒီလိုဒီလိုဒီ EA ကို EAO တွေကပြည်တော်စုအစိုးရဖြစ်ဘယ်နေ့ဘယ်ချိန်တော့ကဘလို့တတ်မှတ်ခဲ့တယ်ကွာစိန်ခေါ်တယ်ကျွန်မ ဗမာကိုစားပြုပုံမပြောနဲ့ NLD ပါတီကိုတော့ကိုစားမပြုနိုင်ပဲနဲ့ကြီးကြီးကျယ်ကျယ်ဖက်ဒရယ်ဆိုတဲ့ဇကားကိုအနူလက်နဲ့ရွှေ့ကွက်မနိုင်နဲ့အမဲရိုးနဲ့ဟင်အိုးမှအာမနာ မတက်မရတွေကိုမမှန်ကြနဲ့သတိပေးတာဒါကချင်းတောက်တာမဟုတ်ဘူးနော်သတိပေးနေတာဖြစ်တယ်နောက်ထပ်သတင်းမျိုးကျွန်မဖတ်ပြမယ်ရခိုင်မှာတဲ့ကာကွယ်ဆေးမထိုးနိုင်တဲ့အတွက်ကလေးငယ်တွေအတွက်ကျန်းမာရေးအင်တာဆိုရင်နေရပါလေ။ဟုတ်တာပေါ့။ဒါဆိုရင်ရတာပေါ့။ကလေးငယ်တွေဆိုတာကနော်လာသားရွယ်ကလေးငယ်တွေမှာကာကွယ်ဆေးထိုးရတယ် ဟိုဝက်ယောဂါတို့နော်ဝက်တက်ယောဂါတို့ကြောက်ယောဂါတို့ပိုလီယိုယောဂါတို့သူ့လာသားရွယ်လာသားရွယ်ကလေးတွေမှာနော်မွေးစခင်းကမွေးခင်းစားကနေတနည်းအထိဒီကြားထဲမှာသူတို့ထိုးရတဲ့ကာဝယ်ဆေးကအနည်းဆုံး၄-၅ခုလောက်ရှိတယ်ကာဝယ်ဆေးဒါပေမဲ့အခု ရခိုင်မှာအေအေကတော်လန်ရေးဆိုပြီးလှုပ်လိုက်တဲ့အတွက်စစ်တေဖြစ်နေတဲ့အတွက်ကျမ်းမာရေးစောင့်ရှောက်မပေးနိုင်ဘူးကျမ်းမာရေးဝန်ထမ်းမရှိဘူးစေဝါလုံးလောက်မှမရှိဘူးဒါကြောင့်မို့လို့အခုနိုင်ငံရေးအခင်းချင်းမှာမွေးဖွားလာတဲ့ကလေးငယ်တွေကအဲ့ဒီလာသားရွယ်ကနေတနည်းဒီကလေးငယ်တွေကအခုသူတို့အသက်တနည်းပြည့်တဲ့အထိဘာကာကွယ်ဆေးမှမထိုးနိုင်ဘူးကာကွယ်ဆေးမှမထိုးနိုင်ဘူးဆိုရဲရဒီကလေးတွေကျင်းတွေပေါ့ကူးဆက်ရောဂါတွေကိုခံရလိမ့်မယ်တိတ်ကိုဆိုးရင်ရတယ် ရခိုင်မာတင်လားဆိုတော့မဟုတ်ဘူးเนาะချင်းပြည်နယ်မှာလည်းထိုးနီး၎င်းမဲ့ကယားပြည်နယ်မှာလည်းထိုးနီး၎င်းမဲ့ရှမ်းမြောက်မှာလည်းထိုးနီး၎င်းမဲ့စစ်ပွဲဖြစ်ပွားရာဒေသသခိုင်းအညာဒေသမှာလည်းထိုးနီး၎င်းတာဖြစ်တယ်။ဒါကြောင့်မို့ဒီကလေးတငယ်တွေရဲ့အကျမ်းမာရေးစောင့်ရှောက်မှုကတိတ်ကိုအရေးကြီးတယ်။เนาะဆိုတော့ကခင်ဗျားတို့ကရခိုင်ပြည်နယ်တပြည်နယ်လုံးနီးပါအေးအေးကတိုက်ခိုက်သိမ်းပိုက်ထားပြီဆိုရင်အေးအေးမှာကအဲ့ဒီဒေသခံပြည်သူတွေကိုကျမ်းမာရေးစောင့်ရှောက်မှုပေးရမယ်တောင်းရှိတယ်။ဒေသခံပြည်သူတွေကို ခေါင်းပြအောင်အိပ်ရဖို့အသက်နဲ့ရင်းပြီးကာကွယ်စောင့်ရှောက်ပေးရမယ်တောင်းရှိတယ်။ဒေသခံပြည်သူတွေကိုခလေးတငယ်တွေနဲ့ဒေသခံပြည်သူတွေကိုကျန်းမာရေးစောင့်ရှောက်ပေးရမယ်တောင်းရှိတယ်။ပညာရေးတင် जा ပေးရမယ်တောင်းရှိတယ်။နေရာယူထားရင်တောင်းဝင်ယူတတ်ရတယ်။ကိုကိုကိုခေါင်းဆောင်တို့အစိုးရဆိုပြီးတော့နေရာယူထားရင်အဲ့ဒီတာဝန်တွေကိုကြေပွန်စာယူတက်ရတယ်။နေရာမယူတက်ဖဲနဲ့ sorry တာဝန်မယူတက်ဖဲနဲ့နေရာယူလဲဆိုရင်အဲ့ဒါပြက်စီးရပြက်စီးကြောင့်ကိုယ်နိုင်ငံကိုပြန်ဖြတ်တဲ့ 这边个，这边撇的，公路牛个，这边得的，啊有大都是跑的，大撇的。